တို့ content နံပါတ်1အရေးကြီးဆုံးပဲ right ကျွန်တော်တို့ content ထဲမှာအာဘာတာဂတ်ထားတာဘာရေးထားတာလဲဘာပြထားတာလဲ visual ကဘာပြထားတာလဲဆိုတော့အဲ့ဒီ content ကတော့အရေးကြီးဆုံးလို့ကျွန်တော်လည်းယူဆတယ်ဆိုတော့အာ content ပေါ့လေဟိုဒုတိယတက်တစ်ခုကကျတော့ဟို buying မှာတို့ comment message ရဖို့အရေးကြီးတာလားဒါမှမဟုတ်ရှင် target မှန်ဖို့အရေးကြီးရလားဆိုတော့ ဲ့ဒီ main goal နှစ်ခုတော့ရှိတယ်။အဲ့တော့ message ရဖို့ဆိုလို့ရှိရင်ကဟိုပြောမှဆိုလို့ရှိရင်အခု Facebook ရဲ့ဟိုထင်တယ် advantage class something သူက um average platform တွေဒီ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  target ကိုပြောအောင်ပါပေါ့လေအဲ့တော့ targeting မှတ်ထားပဲနဲ့မြန်မာနိုင်ငံလုံး16665ဆိုပြီးတော့လွှတ်ချရဲဆိုလို့ရှိရင်တော့ message ပုံဝင်စားနိုင်ပါတယ် မမြန်တော့မေးထားတာကထောက်ပြကြည့်လို့ပါကိုရေးတဲ့ဘူးဆုံးဆုံးတော့လေတာဂက်ထန်ထန်ပုံနဲ့စာမများဝေဖို့ဘာတွေဘယ်လိုလုပ်ရမလဲ technical အရာဘာတွေလိုအပ်တာလဲသူများရဲ့ data ပြေးပြီးငါလောက်တာဘာများလိုအပ်ချက်ရှိလို့လဲဆိုပြီးအားမြလို့ပါအဲ့ဒါသူများရဲ့ဒီ data ရင်1 dollar 5 dollar 3ရင်စာရီအဆောင်340လောက်ဝင်တာတွေ့ရလို့ပါတကယ်ဟုတ်မဟုတ်တော့မသိဘူးပြဲအဲ့လိုဖြစ်အောင်လောက်တာဘယ်တော့မှမရလို့10 dollar 3ရင်တော့မှ message အဆောင်20လောက်ပဲဝင်လို့အခုအနေနဲ့ပူးစုပ်ရင် effective ဖြစ်အောင်ဘယ်လိုလုပ်လဲ နောက်တစ်ခုကဒီဘူးဆုပ်တဲ့အခါ resolve မရှိတာတွေကိုရက်လိုက်ရင် span ဖြစ်သွားတဲ့သုံးမိသားတွေကို Facebook ကဖြတ်သွားလားမသိဘူးဆိုပြီးတော့မေးခွန်းနှစ်ခုမေးတာအဲ့တော့အပေါ်ကမေးခွန်းအနေနဲ့က okay အဲသူများတွေကစာ1 1 dollar 5 dollar သုံးတယ်ဆိုလို့ရှိရင်စာအဆောင်30 40လောက်ဝင်တာကဟိုဘယ်လိုခေါ်မလဲအဲဟိုဖြစ်နိုင်တာလေအများကြီးရှိရပါတော့ ဟိုဘယ်လိုခေါ်မလဲဒါက boosting တစ်ခုတည်းတော့မဟုတ်ဘူးရဲ့ boosting တစ်ခုတည်းမဟုတ်ဘူးဆိုတာဟိုဖြစ်နေတာအများကြီး share ဆိုတာကြာတော့ content နံပါတ်1အရေးကြီးဆုံးပဲအဲ့ကျွန်တော်တို့ content ထဲမှာအဲဘာ target ထားတာဘာရေးထားတာလဲဘာပြထားတာလဲ visual ကဘာပြထားတာလဲဆိုတော့အဲ့ဒီ content ကတော့အရေးကြီးဆုံးလို့ပေါ့ကျွန်တော်လည်းယူဆတယ်ဆိုတော့အဲ content ပေါ့လေဟိုဒုတိယတစ်ခုကကျတော့ဟို buying မှာ ဘာခေါ်မလဲ message ရှားဖို့အရေးကြီးတာလားဒါမှမဟုတ်ရှင် target မှန်ဖို့အရေးကြီးရလားဆိုတော့အဲ့ဒီ main goal နှစ်ခုတော့ရှိတယ်။အဲ့တော့ message ရှားဖို့ဆိုလို့ရှင်ကဟိုပြောမှဆိုလို့ရှင်အခု Facebook ရဲ့ဘာဖြစ်လဲ advantage class update သူကအမ် advantage platform တွေဒီ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 တခြားတဲ့ကျွန်တော်ပြောပါဘောလေအဲ့တော့ targeting မှတ်ထားပဲနဲ့မြန်မာနိုင်ငံလုံး16665ဆိုပြီးတော့လွှတ်ချရဲဆိုလို့ရှိရင်တော့ message ပို့ဝင်စားနိုင်ပါတယ် ဒါပေမဲ့ရောင်းအောင်ရောင်းတော့ကြတယ်မသိဘူး right so ဟို message 30လောက်ဝင်ခြင်းနဲ့ဆိုလို့ရှိရင်တော့လေဖြန့်ချလိုက်ပေါ့အဲ့ဒါဆိုလို့ရှိရင်တော့ကျွန်တော် broad ကြီးဖြစ်သွားတဲ့အတွက်ကြောင့်ဟို Facebook ဒီသူအဲသူ့ရဲ့ AI ကိုတုံးပြီးတော့ဘယ်လိုလူတွေကိုတော့ပြရမလဲဆိုတော့သူတို့အနေနဲ့ broad ကြီးလို့ပြနိုင်တာဟုတ်ဆိုတော့အဲဖြန့်ချတယ်ဆိုလို့ရှိရင်တော့ကိုလိုချင်တဲ့ message အရေးကြောက်တော့များများရနိုင်တယ်ဒါပေမဲ့အဲဒီနေ့အထိပေါ့နော် ဟိုနောက်ပိုင်းတော့ဒီ Facebook ကလည်းဟိုဟိုဒီ new targeting နဲ့အချို့ဟာတွေကိုပြုတ်နေတာပေါ့ကြတော့ကျွန်တော်နောက်နောက်ပိုင်းတော့ကျွန်တော်မပြောတယ်ဟို Facebook ကဒီ new targeting လောက်ရေးဖြုတ်ပြီးမှသူတို့100%အကုန်ကုန်အပ်လိုက်ပါဆိုတော့အခြေတစ်ခုကြောင့်ပိုင်ဆိုလို့ရှင်လည်းပြန်စစ်စမ်းမှာပေါ့လေဒါပေမဲ့အဲဒီ new targeting ကတော့ဒါကိုကနေပြီးတော့မှအဲကိုကနေပြီးတော့မှလို့ပြောပလဲအမ်ဒီကိုကနေပြီးတော့မှကိုရဲ့ target audience ကဘယ်သူလဲဆိုတာကိုကြည့်ပြီးတော့ target ထားတဲ့ဟာမျိုးတွေပေါ့လေဆိုတော့ ဟိုတဒေါ်လာသုံးလို့ဒေါ်လာသုံးလို့စားအဆောင်20လောက်ဝင်ပေမဲ့လည်း10ဒေါ်လာထားပါတော့၄တောင်းလောက်သုံးပြီးတော့တိတ်၄၀လောက်ရောင်းနေရတယ်ဆိုလို့ရှင်လေစုတ်ခဲ့ right အဲ့တော့ဟိုတတော်တော့လေဟိုညမမြန်တော့ in house နဲ့တူပါတယ်ကြောက်ထင်တာတော့ဒါပေမဲ့အရင်စီကလာအင်ဟာကျွန်တော်တော့မသိအဲ့တော့ဟိုဘာတခုတော့လုံးဆက်ကြလဲဆိုတော့ sales ဆက်တော့ပြန်တိုင်းကြည့်ပါလေနော် ဟို sales sector တိုင်းဆိုတာလေအများနဲ့ sales ရောင်းချင်တယ်ဆိုပြီး push ထုတ်ခိုင်းတာတော့မဟုတ်ဒါပေမဲ့ဟို sales ရောင်းရတယ်မရောင်းဆိုတဲ့ခါလဲဟိုဘယ်လိုခေါ်မလဲ marketing တခုလည်းတက်စားလို့ရှိရင်ကဟို factor တွေတခြားသော factor တွေလည်းရှိနေသေးရအောင် social factor တွေဆိုတဲ့နေရာမှာဥပမာကျွန်တော်တို့ customer မင်းရဲ့ဟာရှိရလား customer ဆရာနေပြီးတော့မှ hi hello လောက်ပဲမဟုတ်ပဲလူတွေကမေးချိန်မှာ responsive flow ခေါ်တဲ့အာ customer ကိုချက်ချင်းဖြေနိုင်ကြရလား အဲစားတဲ့စားတဲ့ဟာကျတော့အများကြီးပုံမှန်ပြပြီးတော့မှဟိုရောင်းရခြင်းမပြောင်းရခြင်းကသွားတာဆိုတော့ကျတော့ဒါပေမဲ့ at the end of the day ဟိုပြီးတော့လာတတလာရဲ့လာဇန်လာလာလေလာဆိုတဲ့ဟာမျိုးနဲ့ရှိသေးရအောင်ပြီးတော့ကိုတက်ကတ်ထားတဲ့သူတွေကကိုရောင်းချင်တဲ့ဟာကိုဝယ်ချားဝယ်ခြင်းရဲ့လာဆိုတဲ့ဟာမျိုးနဲ့ရှိနေတယ်ဆိုတော့အများကြီးကလေဟို sales factor တော့အများကြီးဒါပေမဲ့ဟိုဘယ်ကောင်လဲ sales နဲ့တော့ business တက် sales နဲ့တော့ကျွန်တော်တို့က ို data ကို track လုပ်စေခြင်းတယ်။ဟိုဥပမာ $3 တိုင်းမှာ3500 4000တော့3တိုင်းမှာ3300 3400 5000ရနေတယ်ဆိုတော့ဆယ်စားရနေရပေါ့။ဟိုအစတရာရနေရ။အဲ1 dollar 3တိုင်းမှာကျွန်တော်တို့ဟိုရရလာဆိုတော့အဲ့တော့အဲ့ number တစ်ခုရှိရဆိုလို့ရှင်ဘာပြောပြောသိမလားကိုနေနေကအာစင်ပြေပြည်တယ်ပြည်ထိုင်တယ်ပေါ့လေဒါတော့လေဟိုကိုရဲ့အရင် historical data ကိုပြန်ကြည့်ပြီးတော့အရင်တော့ကရောကျွန်တော်တို့ဒါဒေါ်လာသုံးလဲဆိုလို့ရှိရင်ဘယ်လောက်မြတ်လဲဆိုတဲ့အမျိုးကိုကျွန်တော်ကကြည့်ပြီးတော့အဲသုံးလို့ရနိုင်တာပေါ့လေနော်ဆိုတော့ဟိုပြောလို့ဆိုလို့ရှိရင်အာ message တွေပဲဟိုနောက်ကိုတောက်လျှောက်တောက်လိုက်နေရမျိုးတော့ကျွန်တော်ကတိတ်တော့မဖြစ်စေချင်ဘူးအဲ့တော့ customer ကိုလိုက်ပြီးတော့မှဒီ customer customer တွေကအာဘယ်လိုခေါ်လဲ ကျွန်တော်တို့ရဲ့ content တွေကိုဘယ်လောက်ထိစိတ်ဝင်စားနိုင်လဲဆိုတဲ့အားမျိုးလိုက်ကြည့်ရဆိုတော့ပို့ပြီးတော့အဆင်ဖြစ်တဲ့နယ်လို့တော့မြင်တာပဲ။